ဗီယက်နမ်နိုင်ငံနယ်အံပြည်နယ်မှာနေထိုင်သူတွေဟာစက်တင်ဘာလ30ရက်မှာခအောက်ပိုင်းနေတဲ့အထိရေကြီးရေလျှံနေတဲ့နေရာတွေကိုဖြတ်တန်းသွားလာနေရပါတယ်။ သူတို့ဒေတာကိုမုံနိုင်ဘူအလွိုင်းကဝေအောင်တက်ခတ်ပြီးတဲ့နောက်ပစ္စည်းတွေကိုဆက်ပြီးအိတ်သုံးပစ္စည်းတွေကိုရွှေ့ပြောင်းပေးခဲ့ရပါတယ်။ရည်ကြီးလို့နေအများပြားရင်မြုပ်ခဲ့ပြီးပရိပေါ်ကရင်းနဲ့သုံးဆောင်ပစ္စည်းတွေနှမြုပ်သွားခဲ့ပါတယ်။အဲ့ဒီလိုမှုန်တိုင်းကြတာတခါမှမတွေ့ဘူးဘူးအိခါမိုးတွေလွင့်ထွက်သွားပြီးမနေ့၃နိုင်ကလေးကရေတွေအဆက်မပြတ်တက်လာတယ်လို့အသက်56နှစ်အရွယ်နေထိုင်သူငိုထိလွန်းကပြောပါတယ် တခြားနေထိုင်သူအသက်50လေးနှစ်အရွယ်ငိုထိလန်ကတန့်ရှည်ကျိုးပန်းချက်တွေမှာရုတ်ကက်နေရပြီးသူ့အိတ်သုံးပစ္စည်းတွေအားလုံးရေမြုပ်နေတယ်လို့ပြောပါတယ်။ဗီယက်နမ်နိုင်ငံမှာမိုးတဲလို့ဟနွိုင်းနဲ့မြောက်ပိုင်းပြည်နယ်တွေမှာရေကြီးရေရှမ်းခဲတာပါ။အခုနှစ်အတွင်းဆိုရဆုံမုန်တိုင်းအဖြစ်ဘူဟာလွိုင်းမုန်တိုင်းဝင်ရောက်တက်ခတ်ခဲ့ပြီးနောက်ထပ်လူ21ဦးပျောက်ဆုံးနေဆဲလို့ဗီယက်နမ်အစိုးရကအင်ကာနေမှာပြောပါတယ်။မုန်တိုင်းကြောင့်သေဆုံးသူ19ဦးထိမြင့်တက်လာခဲ့ပါတယ်ရှင်။